တွေ့တော်လဲရှိနေစေဆိုတဲ့ခေါင်းစဉ်နဲ့အနုမောနာတရားအ ਨੇ အချင်းဟောပြပြီးမယ်ယနေ့ွယ်လွန်သားပြီလို့6လပြည့်ပြီဖြစ်တယ်တခါကြီးဥကြောကြောအတွက်ယေရှုကုသိုလ်ကောင်းမှုတွေကိုတော်တော်တော်များမောမိသားစုကပြုလို့အထုတ်ပေးနေကြတာဖြစ်ပါတယ် တော့မတွေ့တော့လဲရှိနေစေဘုန်းကြီးတို့ဘဝလူဘဝဆိုတာယုံနဲ့နာနဲ့နှစ်ခုပေါင်းစားပြီးဖြစ်လာတာပါဘယ်ဘဝပဲဖြစ်ဖြစ်ပေါ့ယုံရဲ့နာရဲ့ဒီနှစ်ခုပေါင်းစားမှတ်ပါလေသက်ရှိတော်ရဲ့ဘဝခန္ဓာဆိုတာဖြစ်ပေါ့ဖြစ်လာပါလေဒါတော့အဒီဖြစ်လာတဲ့ဘဝခန္ဓာဟာ ဘာနဲ့တိဆောက်ထားတယ်လဲယုံနေတာနဲ့တိဆောက်ထားတယ်ဘယ်သူကတိဆောက်ပြီးခဲ့တယ်တဏှာကတိဆောက်ပြီးခဲ့တယ်တဏှာကဒီဘဝခန္ဓာကိုတိဆောက်တဲ့အခါမှာဘဝခန္ဓာတစ်ခုတည်းလားတစ်ခုတည်းလားမဟုတ်ဘူးသူကအာဦးဇင်နာချင်းသေခြင်းဆိုတဲ့သဘာဝတရားတွေနဲ့ဝန်ရံပြီးတော့တိဆောက်ပြီးခဲ့တယ်အဲ့ဒါလို့ဦးနာသေဆိုတဲ့သဘာဝတရားနဲ့ဝန်ရံပြီးတိဆောက်ပြီးခဲ့တဲ့အတွက်ကြောင့် ဘဝခန္ဓာတစ်ခုပန်းဆန်ရရှိလာပြီဆိုရင်အဲ့ဒီဘဝခန္ဓာဟာအချိန်တန်တဲ့အခါမှာဥမေနာမသိမယ်ဒါသဘာဝပဲအဲ့ဒီသဘာဝဖြစ်အမှန်အတန်ဖြစ်နေတာကိုအရှိအရှိအတန်အမှန်အမှန်တန်ဖြစ်နေတာကိုသဘာဝလို့ခေါ်တယ်အဲ့ဒီသဘာဝကိုပဲဓမ္မလို့ခေါ်ပါတယ်စာပေမှာဓမ္မောတိသဘာဝဓမ္မောတိဓမ္မဆိုတာ သဘာဝပဂတိအရှိတရားကို ပြောနေခြင်းဖြစ်ပါတယ်။ဘုန်းကြီးတို့ဒီခန္ဓာရုပ်ရှိတယ်နာမ်ရှိတယ်။အဲ့နာမ်နဲ့ရုပ်နဲ့ပေါင်းစပ်ထားတဲ့ခန္ဓာဒါပဂတိအရှိ။အဲ့ဒီပဂတိအရှိတရားဓမ္မကုဏပြောခဲ့တဲ့တဏ္ဏကတိဆောက်ထားတယ်ဆိုပေမဲ့ဒီယုံနာနှစ်ခုတည်းပေါင်းတိဆောက်ထားတာမဟုတ်ဘူး။ဩသူကဘေးမှာအိုနာသေးဆိုရက် တဘာဝတရားနဲ့ဝန်းရံထားပြီးဝန်းရံပြီးတော့တိဆောက်ထားတဲ့အတွက်ကြောင့်အချိန်တန်လာတဲ့အခါမှာသူသူကိုယ်ကိုသိရမယ်။ဩရမယ်။ဩရမယ်။နာရမယ်။သိရမယ်။ဒီတဘာဝကိုတော့ဘယ်သူမှမလွန်ဆောင်နိုင်ဘူး။ဖယားရှင်လည်းပဲမလွန်ဆောင်နိုင်မလွန်ဆောင်နိုင်ဘူး။ဖယားရှင်ကလည်းပဲဘုရားတို့ဖယားရှင်လည်းတကူဘလောက်ပဲကြီးကြီးသူလည်းပဲရုပ်နာနဲ့ ဖွက်စည်းထားတဲ့ခန္ဓာကိုပန်းဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်သူတဘာဝအတိုင်းဓမ္မတဘာဝအတိုင်းအခြေတန်ရင်ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်ဒုနည်းဒုစွာအခုတော့တော့ဥကြောကြောလည်းပဲဘဝကိုယုံနာနဲ့ဖွက်စည်းထားတာဖွက်စည်းထားတဲ့ဘဝကိုရတဲ့အတွက်ကြောင့်အခြေတန်လို့ဟိုပျက်စီးသွားပြီပျက်စီးသွားတာ6လရှိသွားပါပြီအဲ့လိုပြည့်တဲ့ဆိုတာ သေတယ်ဆိုတာဘာကိုပြောတာလဲဆိုရင်ဘုန်းကြီးတို့တွေရရှိနေတဲ့ဘဝယုတ်နံခန္ဓာဒီယုတ်နံခန္ဓာပြည့်စည်သွားတာကိုပဲသေတယ်လို့ပြောတယ်အဲ့တော့ယုတ်နဲ့နံနဲ့ပေါင်းဆက်ထားတဲ့ဒီနှစ်ခုနံအရင်ပြည့်စည်တယ်နံပြည့်စည်ပြီးရင်ယုတ်ကအကုန်အစင်းစင်းအစင်းစင်းလိုက်ပြီးတော့ပြည့်စည်သွားတယ်အားလုံးပေါင်းလိုက်တဲ့အခါမှာယုတ်ရောနံရော ပြည့်စည်သွားတာကိုသေတယ်လို့ခေါ်ရတယ် အသေးသွားတဲ့ပုဂ္ဂိုလ်ကိုအမိမိသကြိုလိုက်တဲ့ရေမျောလိုက်တဲ့မြေမြုပ်လိုက်တဲ့ဒါသကြိုနီးသုံးမျိုးပေါ့ရေနဲ့မျောလည်းပဲသကြိုပဲမြေကိုမြုပ်လိုက်တယ်လည်းအဲ့အလောင်းကိုမြေမြုပ်လိုက်ရင်လည်းသကြိုပဲမိရှို့တိုင်းလည်းမိသကြိုတာပဲသကြိုတာပဲအော်အဲ့သကြိုနီးသုံးမျိုးနဲ့သကြိုလိုက်တဲ့အတွက်ကြောင့်သေသွားတဲ့ပုဂ္ဂိုလ်ရဲ့ 要看大果，阿郎果，白萝卜，沙沙沙罗，马蹄萝卜。哎，沙马蹄里面，心里的，对吧？巴西尼的，沙马蹄倒来，心里在着了，巴西尼拿来，耶稣的耳朵，咪巴说的，大德米尼布玛，耶稣的耳朵，心里的，那，森林旁边说的，别。 တဦးတဦးယေရှုတရားတွေရှိနေတယ်ညီကုံမောင်နှမဆိုရင်လည်းပဲတဦးပေါ်တဦးယေရှုတရားတွေသူ့အတိုင်းအတာနဲ့သူရှိနေတယ်စေသွားတဲ့အတွက်ကြောင့်ရုပ်ခန္ဓာကြီးမမြင်ရပေမဲ့လို့စေသွားတဲ့ပုဂ္ဂိုလ်ရဲ့ယေရှုတရားတွေဟာကြံရီးခဲ့တဲ့ပုဂ္ဂိုလ်များအပေါ်မှာသူ့အတိုင်းအတာနဲ့သူရှိနေတယ်ဒါကြောင့်မို့အဲ့ဒီယေရှုတရားမြင်ရသလားဆိုတော့မမြင်ရဘူး မမြင်ရဘူးဒါပေမဲ့လို့ရှိနေတယ်ပဂတိမျက်စိနဲ့မမြင်ရတာကိုပြောတာပါမမြင်ရဘူးရှိနေတယ်အဲအသိဉာဏ်မျက်မျက်စိနဲ့ကြည့်မှတ်တယ်အဲ့ဒီကျေးဇူးတရားရှိနေတာကိုသိရတယ်အဲ့တော့အဲ့ဒီကျေးဇူးတရားရှိနေတဲ့ကျေးဇူးတရားကိုကြံရင်ခဲ့ကြတဲ့မိသားစုများက အသိဉာဏ်နဲ့မမြင်ရပေမဲ့အသိဉာဏ်နဲ့ရှိသိပြီးဩကျေးဇူးကရှိနေသေးတယ် 耶稣对阿古，没比阿古；耶稣对阿古，没比康古。阿耶稣对阿古，没得说耶。但没康说康，我比马那的度度变，没得都比鲁萨那嘛，就粗的。没跟鲁迪阿古，没康说康。哥婆马，比如讲，呼的耶稣，信的仆古，古对阿古，对阿婆马，比马所讲没得说耶。阿拉没康说康，我比马。 ဇောကားတဲ့အတွက်ကြောင့်မိတ္တဒုတ်ပြီအဲ့ဒီပုဂ္ဂိုလ်ကကြီးပွားတိုးတက်အောင်မြင်ဖို့မလွယ်ဘူးမိတ်ဆွေကဇောကားပြစ်မှားတဲ့အတွက်ကြောင့်ကြီးပွားတိုးတက်အောင်မြင်ဖို့မလိုသူရုံမှာစည်ရင်ထဲမှာထက်သွင်းရတယ်ဒါကြောင့်ဒီအလူရှင်များမိမိတို့ယေရှုရှိခဲ့တဲ့တကားကြီးဥကြောကြောကွယ်လွန်သွားပြီလို့6လရှိသွားတော့လည်းပဲယေရှုတရားကိုအသိဉာဏ်နဲ့ မြင်နေကြတယ်သိတဲ့အတွက်ကြောင့်ယခုဂျေစုဆတ်တဲ့ကုသိုလ်ကိုပြုလို့အထုတ်ပေးနေတာဖြစ်ပါတယ်ရုပ်တော့မမြင်ရတော့ဘူးဒါပေမဲ့လို့ဂျေစုတရားလည်းပဂတိမျက်စိနဲ့မမြင်ရတော့ဘူးဒါပေမဲ့လို့ရှိနေသေးတယ်ဂျေစုတရားမိတို့အသက်ရှင်နေသည်မျှကာလပတ်လုံးဂျေစုရှိတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားတွေမှာကျေးဇူးတရားတွေဟာကိုယ့်အပေါ်မှာရှိနေတယ်ဆိုတာ အမြဲတမ်းသိရမှဖြစ်ပါတယ်အဲလိုသိခြင်းအပြင်ဘာအကျိုးရသလဲဟောကျေးဇူးကိုတညုတာမင်္ဂလာဆိုတော့ဘုရားဟောတာ ရှိတယ်လေကျေးဇူးသိရင်မင်္ဂလာတဲ့အမင်္ဂလာဆိုတာဘာပြောတာလဲကုသိုလ်တရားကိုပြောတာပါပဲကျေးဇူးသိရင်ကျေးဇူးသိတဲ့အတွက်ကြောင့်ကုသိုလ်ဆိုတဲ့မင်္ဂလာတရားတွေမကြမကြဖြစ်ပွားလာတယ်ဖြစ်ပွားလာတဲ့ကုသိုလ်ဆိုတဲ့မင်္ဂလာတရားတွေမကြမကြ ဖြစ်ပွားလာတယ်ဆိုရင်အော်အဲ့ဒီပုဂ္ဂိုလ်ရဲ့ယေရှုသီးတတ်တဲ့ပုဂ္ဂိုလ်ယေရှုဆတဲ့မင်္ဂလာရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝမှာမင်္ဂလာတွေကတိညုတာဆိုတဲ့မင်္ဂလာတရားတွေခြံရံနေတဲ့ခြံရံထားတဲ့ဘဝကုသိုလ်တရားနဲ့ခြံရံထားတဲ့ဘဝလို့ဆိုလို့တယ်အဲကုသိုလ်တရားနဲ့ခြံရံထားတယ်ဆိုရင်ဘဝဟာကုသိုလ်တရားနဲ့ခြံရံထားတယ်ဆိုရင်ကုသိုလ်ရဲ့အကအကွယ်ကိုယူပြီး တန်တရားခကြီးသွားတဲ့အခါမှာကုသိုလ်ရဲ့အစွမ်းသတ္တိချက်အန္တရကင်းတဲ့ဘေးရှင်းတဲ့ကိုရွစိတ်ပါချမ်းသာတယ်။ဒါကြောင့်မို့ကြာလည်းပဲမမေ့ရဘူးဒီကုသိုလ်တရားမျက်စိနဲ့မမြင်ရပေမဲ့လို့အသိဉာဏ်နဲ့ကြည့်လိုက်ရင်ဒါရှိနေတဲ့ယေရှုတရားအဲရှိနေတဲ့ယေရှုတရားကိုမမေ့ရဘူးဒါတော့ယေရှုတရားကိုသိရင် မကြမကြခုနပြောသလိုကုသိုလ်တွေဖြစ်ပွားလာတယ်ကျေးဇူးဆတဲ့အနေနဲ့ကျေးဇူးဆတဲ့ကုသိုလ်ဖြစ်ပွားလာတယ်ကျေးဇူးဆတဲ့ကုသိုလ်တရားတွေမိမိတို့နှလုံးသားထဲမှာများ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 ရှိထားမှသာလင်အဲ့ဒီပုဂ္ဂိုလ်ကကုသိုလ်ပန်းရှင်ဖြစ်သွားမယ်ဘုရင်တို့ဘဝတန်တရားခရီးကိုဖြတ်သန်းတဲ့အခါမှာကုသိုလ်ရဲ့အရေးအာဝါတကိုခိုးလှုပ်ခွင့်ရရင်အေးချမ်းတယ်အဲ တန်တရားခီးရတော့သူသူသွားကြတာပဲသူလည်းသွားတာပဲကိုလည်းသွားတာပါပဲအခုဆိုရဲ့အရေးအာဝါသမိခူခွင့်မရတဲ့ပုဂ္ဂိုလ်ရဲ့တန်တရားခီးသွားခြင်းကုသိုလ်အရေးအာဝါသခိုးလုခွင့်ရတဲ့ပုဂ္ဂိုလ်ရဲ့တန်တရားခီးသွားခြင်းအဲ့ဒီခီးသွားတာနှစ်မျိုးကမတူဘူးသူကကုသိုလ်အရေးအာဝါသကိုခိုးလုခွင့်ရတဲ့တန်တရားခီးသွားတယ်ဟာချမ်းချမ်းသာသာနဲ့သွားကြရတယ် ကုသိုလ်အရေးအာဘာသခုလိုခွင့်မရတဲ့ခီးသွားတရားကုဆင်းရဲစိတ်ဆင်းရဲပင်ပင်ပန်းပန်းနဲ့သွားတယ်ဒါလောကမျက်မြင်ပါပဲလောကမျက်မြင်မှာအများကြီးတချို့ကမိမိတို့စာဝူနေကျမ်းမာကြီးအတွက်ပင်ပင်ပန်းပန်းခက်ခက်ခဲခဲရုပ်ကံလှုပ်ရှားနေရတယ်လှုပ်ရှားတော့လှုပ်ရှားမှာကြီးပါပဲရှိတဲ့ပုဂ္ဂိုလ်လည်းပဲလှုပ်ရှားနေတာပဲချွတ်တဲ့ပုဂ္ဂိုလ်လည်းလှုပ်ရှားနေရတာပဲ ဒါပေမဲ့ရှိတဲ့ပုဂ္ဂိုလ်ရဲ့လှုပ်ရှားမှုကတက်တော့တက်တာရှိတယ်တက်တော့တက်တာနဲ့လှုပ်ရှားတယ်မရှိတဲ့ပုဂ္ဂိုလ်ရဲ့လှုပ်ရှားမှုကခက်ခက်ခက်ခဲပင်ပင်ပန်းပန်းလှုပ်ရှားတယ်အဲ့ဒါဘာကြောင့်ဒီလိုကွာသွားရလဲကွာချားရတာလဲဆိုရင်ကုစုရဲ့အ ਨੇ အများဆိုရင်းကကုစုရဲ့အထောက်ပံ့နည်းနည်းဖဖရတဲ့ပုဂ္ဂိုလ်ကခက်ခဲတယ်ကုစုရဲ့အထောက်ပံ့များများဆဆရတဲ့ပုဂ္ဂိုလ်ကလွယ်ကူတယ် ဒီတော့ယနေ့မိမိတို့ကျေးဇူးရှင်ဖြစ်တဲ့ဥကျော်ကျော်ရဲ့6လပြည့်ကိုကြီးစုပြီးကုသကောင်းမှုပြုလုပ်တယ်ဆိုတာကျေးဇူးဆတ်အဲ့လိုကျေးဇူးဆတ်လိုက်တဲ့အတွက်ကြောင့်ကျေးဇူးဆတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ထဲမှာကုသတရားဆိုတဲ့မင်္ဂလာတွေတူပွားလာတယ်အဲ့တူပွားလာတဲ့မင်္ဂလာရဲ့အရေးအဝတ်ခူလခွင့်ရတယ်ခုမင်္ဂလာရဲ့အထောက်ပံ့ကိုရတယ်ဆိုရင်ခုနပြောခဲ့တဲ့အကျူတရားတွေပေါ့ချမ်းချမ်းသာသာ ကိုချမ်းသာစိတ်ချမ်းသာဖြစ်ရခြင်းရရှိခြင်းဆိုတဲ့အကျိုးတရားကိုရမှဖြစ်ပါနဲ့ဘုရားတို့တို့သတိထားရမှာကဟိုတကယ်ကြီးဥကြောကြောမရှိတော့ဘူးဒါပေမဲ့လို့ဥကြောကြောအဖို့ပြလိုက်တဲ့သုံစင်လိုက်တဲ့အဆုံးမတရားတွေရှိနေတယ်ဘဝဆိုတာခုနပြောခဲ့သလိုအပုစိတ်တော်နိရောဇန်တိဖြစ်ပြီးတဲ့နောက်မှာ မလွဲမသွေပြည့်ရမယ်ဘဝဆိုတာနှစ်ခုပဲသူကဖြစ်တာနဲ့ပြက်တာဒီနှစ်ခုကခွဲလို့မရဘူးဖြစ်ပြီးရင်ပြက်အဖြစ်သက်သက်လည်းမရှိဘူးအပြက်သက်သက်လည်းမရှိဘူးအဖြစ်နဲ့အပြက်တွဲနေတယ်အဖြစ်ဘဝဆိုတာအဖြစ်နဲ့အပြက်နဲ့တွဲနေတာဖြစ်တဲ့အတွက်အဲ့ဒီအဖြစ်နဲ့အပြက်ကိုဘယ်လိုမှခွဲလို့မရဘူးခွဲလို့မရတဲ့အတွက်ကြောင့်ဘဝဟာဖြစ်လာပြီးရင် ပြည့်ရမယ်အဲ့ဒါကိုဖယားရှင်ကဥပ္ပိစိတ်တဝါနိရုဇန္တိဥပ္ပိစိတ်တဝါဖြစ်လာပြီတဲ့နောက်နိရုဇန္တိအကုန်လုံးသိကြီးပြည့်စည်ကြရမယ်ဒီသဘာဝတရားအဲ့ဒီသဘာဝတရားကိုယခုတက္ကကြီးဥကြောကြောကဘဝနဲ့ရင်ပြီးတံပက်စစ်ပေးလိုက်ပြီးအသိပေးလိုက်ပြီးပေါ့ကြိုင်းခဲ့တာတဲ့မိသားစုအလုံးလည်းပဲမိတို့လည်းပဲငါလူပဲဘဝရရှိခဲ့တယ်ခုငါရရှိခဲ့တဲ့ဘဝဟာ ဟိုပြက်သွားပြီမင်းတို့ရရှိတဲ့ဘဝလည်းပဲငါနီးတူတစ်ချိန်ချိန်မှပြက်ရမယ်ဆိုတာဒါအသည့်တန်ဝေကညံပေးလိုက်တာပါပဲအဲ့ဒီသူပေးလိုက်တဲ့တန်ဝေကညံဟာဘုန်းကြီးတို့မမြင်ရဘူးပေါ့မျက်စိနဲ့ပဂတိမျက်စိနဲ့မမြင်ရဘူးရှိနေတယ်သူလည်းပဲရှိနေတယ်ပေးတဲ့အသည့်တွေရှိနေတယ်ပေးနေတယ်ပဂတိမျက်စိနဲ့မမြင်ရပေမဲ့လို့ခုနအသည့်ညံ တတော်တံပ္ပဇာနောဆိုတဲ့အတိုင်းပဲသတော်တတိထာဘဝဘဝအဖြစ်မှုသိကျင်တယ်ဆိုရင်သတော်တတိအများအားရှိရမယ်တံပ္ပဇာနောဉာဏ်နဲ့ပိုင်းခြားရမယ်အဲ့တော့တတိထာပြီးအသိဉာဏ်နဲ့ပိုင်းခြားချင်းချင်းသုံးသပ်ကြည့်မယ်ဆိုရင်ခုနဩပေးလိုက်တဲ့ဓမ္မမစ္စည်းပေါ့တနည်းအားဖြင့်အမွေအနှစ် s ส y a ย i ีเ k ็กจีอูโจโจเป้เล d เน m ่ a m ัมมาอั n บุญ m ี่กูไม a ม i n รอกะ n น i ่ย a ๋ a งส p a อ๋องจี้ n ังไม a c ิด s ะเน n ่ยอ๋อ j o ี o อ๋องจี้ไม่ส a วน y a s อู i จโจฮะ d พราะว่าข a นดาวิ่ง e ี b a w ี a t วด้ t ย t ้าขั tu าวิ่งดัมมาตบเ a าแต่ตัวยา a ีดู i ล็บเนี่ h เพราะว่าขันดาวิ่ง a ี่น a ่เดี๋ยวด้ a ยจ้าขั ဒီအသိဉာဏ်လေးရလာတယ်ဆိုရင်ဒါသံဝေကဉာဏ်လို့ခေါ်တယ်အဲ့ဒီသံဝေကဉာဏ်အဲတခါကြီးဥကြောကြောကကြံရင်ခဲ့တဲ့မိသားစုအားလုံးအဲ့ဒီသံဝေကဉာဏ်ကိုဟိုကနှုတ်ဆော်ပေးလိုက်တာပဲဖြစ်ပါတယ်သူ့ဘဝကိုကြည်ပြီးတော့သံဝေကဉာဏ်ဖြစ်ပွားလာတယ်ဆိုရင်ဒါတခါကြီးဥကြောကြောပေးလိုက်တဲ့အသိဉာဏ်လို့ဒီလိုမှတ်ယူအောင်ဖြစ်ပါတယ်ခုနကပြောခဲ့တဲ့ယုံနာသဘာဝဆိုတာ အသက်ဇိဝိတံမရဏံဒုဝံဇိဝိတံအဒုဝံသဘာဝတရားကဇိဝိတနဲ့မရဏကိုဇိဝိတနဲ့မရဏအသက်ရှင်ခြင်းနဲ့သိခြင်းရှင်လာရင်သိမှာဒါဒီသဘာဝနှစ်ခုရှောင်လွဲ့လို့မရဘူးတော့ရှင်လာရင်တနည်းဧကမုချသိမှာဖြစ်တဲ့အတွက်ကြောင့်ရှင်တဲ့အခါမှာဟောဘဒ္ဒကံဇိဝိတံကောင်းသောအသက်ရှင်ခြင်းဖြစ်အောင် တတိထားပြီးနေထိုင်သွားလာရမှာဖြစ်ပါတယ်ဘဝဆိုတာချိန်ချိန်မှနိဂုတ်ချုပ်အောင်မှာပဲဆိုးဆိုးဝါးဝါနေထိုင်ပြုမှုလည်းပဲနိဂုတ်ချုပ်အောင်မှာပဲကောင်းကောင်းမွန်မွန်နေထိုင်ပြုမှုလည်းပဲနိဂုတ်ချုပ်အောင်မှာအဲ့တော့နိဂုတ်ချုပ်တာချင်းအတူတူကောင်းသောနိဂုတ်ချုပ်ခြင်းဖြစ်အောင်ဘဝရှင်သန်နေတဲ့အချိန်ကာလမှာ ကောင်းသောကောင်းစွာရှင်သန်နိုင်အောင်နေထိုင်ခြင်းအဖြစ် ကိုယ်အတွက်လည်းပဲစိတ်ချမ်းသာတယ်ကိုယ်ချမ်းသာတန်ဖိုးရှိတယ်နောင်လာနောင်သားအတွက်လည်းပဲအတူယူเสียရဖြစ်လာတယ်ဒါတော့ဒါကြောင့်ဘုရားကဖတ်တကံဇိဝိတံအသက်ခန္ဓာဆိုတာကတစ်ချိန်မှာမရဏဆိုတဲ့ပျက်စီးခြင်းဟိုဧကမုချာရောက်သွားမှာဖြစ်ပါတယ်အဲမရောက်ခင်ရှားမှာသိခြင်းနဲ့ရှင်ခြင်းဒီနှစ်ခုရှားတယ်မှာသိခြင်းမရောက်ခင်ပေါ့ရှင်ခြင်းဆိုတဲ့ကာလအပိုင်းခြားမှာ အကောင်းဆုံးဖြစ်အောင်ရှင်သန်မှုဖြစ်နေထိုင်နိုင်အောင်ကြိုးစားအမှဖြစ်ပါလေအကောင်းဆုံးသောရှင်သန်မှုဖြစ်နေထိုင်နိုင်အောင်ခုနပြောခဲ့တဲ့တတိတရားအတိညာနဲ့ပန်းချပြီးနေထိုင်သွားကြရမှာဖြစ်ပါလေအဲလိုကောင်းသောရှင်သန်မှုဖြစ်အောင်နေထိုင်သွားနိုင်တယ်ဆိုရင်ဟောဘဒကံမရဏံပဲသိတဲ့အခါမှလည်းပဲ ကောင်းသောသိခြင်းနဲ့သိသွားကြသိကြသိသွားမှဖြစ်ပါတယ်။နှိကိုချုပ်လိုက်တော့အနှိချုပ်အပြည့်တော့ဘုန်းကြီးတွေရရှိခဲ့တဲ့ဘဝဟာမြဲသောဘဝမဟုတ်ဘူးဖြစ်ပြတဲ့ဘဝဖြစ်တဲ့အတွက်ကြောင့်ဖြစ်လာပြီးတဲ့နောက်ပြည့်ရမှာအဲမပြည့်ခင်အကောင်းဆုံးဖြစ်အောင်မိမိတို့ရဲ့ကိုယ်နှုတ်ဆက်အမှုရာပေါ့ဒါကိုယ်ပိုင်ပစ္စည်းတွေ 古班批是批的，古那些木牙做把我，钢手批昂，做枪皮、泥弹皮、阿皮，他老早的嘛，古土的阿瑞亚西拉嘛，批把的，因为耶稣死了，耶稣杀的阿尼阿皮，耶稣古土讲，父母漂流来的断脚，将应该的阿多弥达尊阿阿罗，他老早的嘛，古土说的，他把阿阿瑞钢罗，他把阿阿瑞亚西拉没批把的，亚西拉的古土也双阿脚。 တခါကြီးဥကြောကြောနှိမ့်တပွားကြံရင်ခဲ့ကြသောမိသားစုအားလို့အန္တရာယ်ကိဘေးရှင်ပြီးကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုအသည့်အသည့်ရရှိသုံးဆောင်ခံစားနိုင်ကြစီကုန်သတည်းဦးစင်းလေးတွေစာမှုမဖြေရမှာမလို့စောစောလေးဆုံးကတဲ့တယ်ကဲရေးစဲချကြအောင်နော်ကဲလက်ဆူကြမယ်အရှင်ဖေယား တပည့်တော်များသည်ဗုဒ္ဓများစွာသာသနာတော်ကြီးနှင့်ကြုံကြဲသည့်အခိုင်ဗုဒ္ဓများစွာဖျားဟောကြားတော်မူအပ်သောတရားတော်မြတ်ကိုနာယူမှတ်သားခွင်ရကြသဖြင့်မှန်ကန်သောအသိဉာဏ်ထက်သန်သောတရားတရားသန့်ရှင်းသော စေတနာအားအဆရှိသောစိတ်ခေါင်းများကိုမွေးမြူ၍ယနေ့ယခုကွယ်လွန်စွာပြည့်၍၆လရှိပြီဖြစ်သောဥကြောကြောဤဂျေစုတရားကိုမမေ့ဘဲဂျေစုဆတ်သောအဖြစ်တောတာခင်မြတ်မွန်မိသားစုတို့က ယေရှုကုသိုလ်ကောင်းမှုအဆုစုတို့ကိုပြုလုပ်အားထုတ်ကြပါကိုဤကုသိုလ်ကောင်းမှုသည်ဥကြောကြောဤချမ်းသာရချမ်းသာကြောင်းကြီးပွားရကြီးပွားကြောင်းတူတက်ရတူတက်ကြောင်းအောင်မြင်ရအောင်မြင်ကြောင်းအထောက်အပံ့ကောင်း ဖြစ်ပါစေဤကုသိုလ်ဤအဖို့ပါကအဝဝကိုအထူးအဖြစ်လွန်ခဲ့သော6လကကွယ်လွန်ခဲ့သောဥကြောကြောအားအမြတ်အမြတ်အမြတ်ပြေပြေကြပါကုန်၏ထိုမှတပါယခုဘဝရှိရှိဘဝ တောဆကြသောကျေးဇူးကြီးမားမိဘဘိုးဘွားဆရာသမားများကိုအစထား၍ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ရာခွေဆောင်နဲ့မြို့ရွာဆောင်နဲ့အပါအဝင်32ပုံကျင်းလေကုန်သောအလုံးသောတတ္တဝါတို့အား အမျှပေးပေကြပါကုန်၏အမျှရာကြ၍ကိုယ်စိတ်နှံပြာကြောင့်မှချမ်းသာကြပါစေဥကြောကြောနှိတကွာအာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာ อุจจจนิฏฐกวะอาโลจาจาตะเหมอ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 ะยุรามุจจะภะโกโลสาธุสาธุสาธุอุจจจนิฏฐกวะอาโลจาจาตะเหมอ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 ะยุรามุจจะภะโกโล TADU TADU TADU